စကိုင်းတိုင်းမုံရွာနဲ့ချောင်းမြို့နယ်အစမှာရှိတဲ့စီကားတဲ့ရွာကြီးဖြစ်တဲ့ကြည်ကုံးရွာကိုအာနာသိန်းစိုးစုက၉ရက်ကြာဆင်းနှံကတံမိုးရှိပစ္စည်းတွေကိုခိုးယူတဲထုတ်ပြီးတဲ့နောက်ရွာကိုမိရှုဖြစ်စေနေရလို့ဒေသခံတွေကအမက်ပီကိုပြောပါတယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခခထွက်လာတဲ့စိုးစုဟာနိုဝင်ဘာ30ရက်မှာကြည်ကုံးရွာကိုစတင်ဆင်းနှံဖြစ်ပြီးတော့ဒေသခံတချို့ကိုတပြဲတချို့ကိုတစားကန်လူသားအတိုင်းအဖြစ်ဖမ်းဆီးကနေအိနေဖောက်ထွင်းတံမိုးရှိပစ္စည်းတွေကို ကာကြီးကားငယ်အသွေတဲ့နမခစီကိုတဲထုတ်ပြီးတဲ့နောက်ဒီဇမရှိရဲ့ညပိုင်းမှာရွာကိုစတဲ့မိရှုဖြစ်စင်းနေရပါအင်အားတွေကရှိနေတော့မှာဝင်လိုက်ထွက်လိုက်နဲ့မြို့ပေါ်နဲ့ဝင်လိုက်ထွက်လိုက်လို့ပြီး၆ဘင်းကားတွေနဲ့ပြည်သူတွေရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုခိုးပြီးတော့ဇက်တိုက်ကိုထုတ်သွားနေတယ်ဒီနေ့ချိန်ထိပေါ့ စာပေဝင်နေတဲ့ဆိုလို့ရှိရင်ပြည်သူပြည်သူကြီးကုန်းရွာတွေကပြည်သူနှစ်ယောက်ပေါ့အဲ့ဒါတော့သက်ခံလေရတယ်တချို့ဆိုရင်လည်းဖန်စီဖို့ဆောင်သွားတယ်အိမ်ခြေတထောင်ကျော်ရှိပြီးစီးပွားရေးအချက်ချာကြတဲ့စီပြိုးလာတဲ့ရှေးကျွန်းအိမ်တွေရှိတဲ့ကြည်ကုန်းအရှိရွာနဲ့အနောက်ရွာနှစ်ရွာလုံးကိုစိုးအစုကမိရှုဖြစ်စည်းခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စိုးအစုကကြည်ကုန်းရွာကိုစတင်စီးနှင်ချိန်မှာ နိုဝင်ဘာ30ရက်နောက်ပိုင်းနေအိမ်14လုံးကိုမိရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သလိုရွာခံပြည်သူအမျိုးသား2ဦးကိုလည်းတပ်ဖြတ်ခဲ့ပြီးတချို့ကိုတစားကန်လူသားအတိုင်းအဖြစ်ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ဒီဇင်ဘာ8ရက်မှာလည်းစစ်အုပ်စုကကြည်ကုန်းရွာခံပြည်သူအမျိုးသား3ဦးကိုထပ်မံတပ်ဖြတ်ခဲ့တယ်လို့သတင်းကြားရပေမဲ့အသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။စေအိုစုကជីကုံအကျေးရအတွင်းမှာရှိတဲ့နေအိမ်ကိုဖောက်ထွင်းကရေကက်တတာအေကွန်စံစီစတဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေကအစာ လိုချင်သမျှပစ္စည်းတွေကိုကားကြီးကားငယ်အတွက်တည်းနဲ့မုံရွာနာမကပျူစောဒီစကန်နဲ့ချောင်းမျိုးပေါ်စီကိုတဲထုတ်ယူဆောင်သွားပြီးမှရွာကိုမိရှို့တာလို့ဒေသခံအမျိုးသမီးတူကပြောပါရယ်။စောစုအားကြည်ကုန်းရွာထဲမှာရှိတဲ့ဖောက်တွင်းခိုးယူထားတဲ့ပစ္စည်းတွေကိုဒိုင်နာကား၃စီ၆ဘိန်းကား၃စီနဲ့တဲထုတ်နေတာဖြစ်ပြီးတော့နေရောညပါခိုးယူတဲထုတ်နေတာဖြစ်ပါရယ်။ဒီကုံရွာကိုစင်းနေတဲ့စိုးစုဟာညပိုင်းမှာအနီးဝန်းကျင်ကရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်နေလို့ ကြည်ကုံကြည်ကုံရွာတဲ့ချောင်းစုံရွှေတကြထန်တော်ကြီးချောင်းမနာပေါတော်လော်ကားသစ်စိတ်စားတဲ့အနီးဝန်းကျင်က ကြေးရွာတွေကဖြစ်သူတွေရွာထဲမှာမနေရဘဲဘေးလွတ်ရမယ်ထင်တဲ့နေရာတွေစီကိုထွက်ပြေးတိတ်ရှောင်နေရပါတယ်။